ကျွန်တော်ဒီအကိုတယောက်မေးထားတဲ့ဟာလေးပြန်ဖြေပေးပါမယ်။အားလုံးအတွက်လည်းတကယ်ဆလိပ်ဖြတ်ရှင်တဲ့လူတွေတို့ကလိုအပ်မယ်ထင်လို့ပါ။ဆလိပ်ဖြတ်ပြီးတော့တဲ့ဆလိပ်အစားထိုးတဲ့ဘာလုပ်လဲပေါ့နော်သူပြောချင်တာ။ဆလိပ်မတောက်ဖြောင်ဘလို့နီလန်းနဲ့ဖြတ်လဲလို့မေးချင်တာပါ။ကျွန်တော်ဆလိပ်ဖြတ်တော့အကိုကျွန်တော်ရဆလိပ်တောက်တဲ့တက်တန်းကတော့ကြာတယ်လေးနော်။ဆလိပ်တောက်တဲ့တက်တန်းကြာတော့ ဖြတ်ရတာစစချင်းပထမအချက်ကကိုအကိုစိတ်ကိုခိုင်မို့လို့မယ်ဗျအကိုတကယ်ဆုံးဖြတ်ချက်ချပြီးဆိုရင်တော့စပြီးအစဉ်ပြေပြီဒုတိယအချက်ကစလိတ်ကတော့ဖြတ်ဖြတ်ချင်းတကယ်တောက်ချင်တယ်ဟုတ်တယ်အသေးအတန်တောက်ချင်တာကနာမငြိမ်ဘူးပေါ့ကျွန်တော်ဒီစလိတ်မှာပါတဲ့နီကိုတင်းအေးဟုတ်တယ်နီကိုတင်းဓာတ်ကကျွန်တော်စလိတ်တောက်ချင်စိတ်ကိုပဲပို့ပြီးမှဆွဲလန်းစိတ်ဖြစ်တာပေါ့နော်အဲနီကိုတင်းဓာတ်ကဆွဲလန်းတဲ့စိတ်ကိုဖြစ်တော့အဓိကကျွန်တော်အစိတ်ကိုဖြတ်တော့မလို့ဖြစ်နေတာပေါ့ထမင်းစားပြီးတာတို့အဲမနက်အစောကြီးတို့ခရင်းချင်တယ်ဗျာ ။ခမဲစားပြင်းအဓိကပို့ဆိုးတယ်မတော့ရမနေချင်းကျွန်တော်ဖြတ်တော့ဘယ်လိုလုပ်လဲဆိုတော့ဟိုဟွာလေကျွန်တော်ຫນွေဂျိုသိတယ်မလားຫນွေဂျိုလေးတွေဝယ်လိုက်တယ်ဘေးကစိတ်ဆိုင်မှာရောင်းတဲ့ຫນွေဂျိုကျွန်တော်ຫນွေဂျိုလေးကိုအဲ့အမြက်ကလေးတွေယူထားမှຫນွေဂျိုလေးတွေယူထားယူမှကျွန်တော်ခမဲစားရဲ့အဲ့ຫນွေဂျိုအမြင်လေးတွေကိုတကိုက်ကိုက်လိုက်တယ်ကိုက်မှကျွန်တော်ပါဇက်ထမ်းမှငုံထားတာတွားကြထူးထန်လိုမျိုးလေးငုံထားတယ်ခရွင်းချင်ရဲ့အဲ့ຫນွေဂျိုကသူကချိုချိုခါခါလေးလေးနော်အဲ့ကောင်ကိုတို့အဲ့ဒါလေးငုံထားလို့ကိုတို့ကျမ်းမာရေးတောင်ကောင်းတယ်သူကစေးဘက်ဝင်တာကို ကျွန်တော်အဓိကຫນွယ်ကြိုလေးနဲ့ဖြတ်တယ်ຫນွယ်ကြိုကျွန်တော်ငုံထားတယ်စလိုက်တော့ချဲຫນွယ်ကြိုလေးငုံထားတယ်ပြီးရင် gain ဆော့ပလိုက်တယ်အပြောင်းလဲပေါ့စိတ်ပြောင်းလဲ gain ဆော့တယ်ဒါမှမဟုတ်ကိုလောမဲ့အလုပ်တစ်ခုကိုကျွန်တော်တွေးခေါ်လိုက်တယ်ဗျာနော်အရေးကြီးတဲ့အလုပ်ကိုစိတ်ကိုအာယုံလှဲ့စားလိုက်တာပေါ့အဲ့လိုလေးတွေလုပ်ပြီးကျွန်တော်ဖြတ်တယ်အဲပြီးတော့တစ်ခါတလေ PK ွားတယ် PK အများအားဝိုင်းလဲချောင်းဆိုးမှာဆိုလို့ PK ဗျားကိုလေကျွန်တော်တခါဝိုင်းခရင်းချင်းုံပြပဲအဖက်လေးတေးသေးလေးကျွန်တော်လက်သေးပုံကျွန်တော်အဖက်လေးပဲအဲ့လောက်လေးပဲဝါတာဝါပြီးရင်စလိတ်တောက်ချင်အဲ့ PK ဝါပြီးရင် PK ထွေးပစ်လိုက်တယ် ဘလိုင်းကြီးတော့မဝအောင်ပြီးခင်မြမြဆားလဲချောင်းဆိုးမှဆိုးလို့လေနော်အဓိကနွယ်ကြိုလေးနဲ့အဆင်ပြေတယ်အဲနောက်တနည်းလမ်းကျွန်တော်ကိုရဆိုင်မှာခင်နဲ့ကိုရဆိုင်ရှင်လေးကိုနေစိတ်လေး၄၅ဆယ်ယူထားလိုက်လက်တကုတ်လာကွန်ဆန်ခိုင်းတာမဟုတ်နော်ကွန်ဆန်နဲ့ဖြန့်ကွန်မှဆွဲသွားအောင်မယ်ကိုနေစိတ်လေးငုံထားလိုက်တစ်ဖက်ပေါ့ခုနပြောလို့တစ်ဖက်လောက်ငုံထားရင်သူကဖန့်တယ်လေနော်အဲ့ဒါလေးငုံမှကိုက်လိုက်အရေးလေးထွေးထုတ်လိုက်အဲ့လိုလေသုံးလေးရက်ကိုအခုချိန်မဲ့ပြီးမှဖြေလိုက်လုံးမဆလိတ်တော့တဲ့လူတွေနဲ့လည်းမသွားနဲ့ဆလိတ်လည်းကိုယ်တောင်မှမဆောင်ထားနဲ့ဆလိတ်မိချင်းနဲ့ဝေးရမှာနေကို့ခန်းထဲကိုမထားနဲ့ကြာ အဲ့ဒါဆိုရင်အကိုနေတဲ့အခန်းကိုလည်းနည်းနည်းရင်မွေးလေးပါလေးဖြန်းထားလိုက်အရင်ကစလိတ်နဲ့နဲ့ဆွဲနေရလေနော်အဲ့ဒါဆိုရင်အကို၃လေးရဆိုရင်အကိုရဲ့နီကိုတင်တက်ဒီဆွဲလန်းစိတ်ကနည်းနည်းလေးယော့လာတယ်၃ရကျော်လောက်ဆိုအကိုအခန်းထဲဝင်တော့မှတိတာလိုက်မယ်အစလိတ်နဲ့နဲ့မရတော့ဘူးအဲတောက်ရှင်စိတ်လေတော်တော်လေးကိုယော့လာပြီအဲအဲ့လိုလေးပဲနေလိုက်၄၅ရက်အကျော်ဆိုအကိုအဲ့လိုပဲရောင်းနေအာယုံအမျိုးမျိုးလွှဲပြီးနေတကယ်လုံးဝပျောက်သွားမှာခုနှစ်ရက်ကျော်ရင်တော့အကိုကပြီးသွားပြီလောဘအောင်းငိုင်လူကြီးဖြစ်သွားပါပြီကျွန်တော်အဲ့လိုပဲဖြတ်လာပါတယ် စလိတ်ဆွဲလန်းနေတဲ့လူယောက်ကဖြတ်ဖို့ခဲရမ်းပါတယ်အဓိကစိတ်ပါပဲအရင်ကြီးတော့ကိုတကယ်ဖြစ်ချင်ရင်တော့မကတ်ပါဘူးပေါ့နော်ကဲစလိတ်ဖြတ်ချင်တဲ့ညီကိုတွေဒီလိုလေးလုပ်ကြည့်ပါနော်